မင်္ဂလာပါတယောက်တည်းပြိုင်တာပထမဆုရတယ်ဆိုသူလိုပဲရဲကောက်ပဲမစခင်တည်းကတပါတီတည်းရှိတဲ့အတွက်မပြိုင်ခင်တည်းကနိုင်နေတဲ့ပြည်ခိုင်ဖြူပါတီကြောင့်ဝေဖန်ပါမယ်လက်ရှိမှာသခိုင်းတိုင်းဒေသကြီးရဲ့တချို့ဒေသတွေတင်းနေလာပြီး ရှမ်းကယားနယ်စပ်ကချင်ပြည်နယ်နဲ့တချို့ဒေသတွေမှာပေါ့နော်အပြည်ခိုင်မျိုးပါတီတပါတီရဲ့ရှိတဲ့အတွက်မပြိုင်ခင်တည်းကဘသူမှမဲမပေးရင်တော့နိုင်တဲ့အနေအထားရှိနေတယ်ပေါ့အဆိုတော့ဒါစစ်တပ်နဲ့ကြံ့ခိုင်ရေးနဲ့ပေါင်းပြီးလဝချင်းရိုက်တဲ့ရွေးကောက်ပွဲပါဆိုပြီးပြောဆိုမှုတွေရှိတယ်ဝေဖန်မှုတွေရှိတယ်အာဒီကိစ္စနဲ့ပတ်သက်လို့လူမျိုးမျိုးစိတ်ထွေထွေရှုတောင်မျိုးမျိုးရှိကြတယ်ကျွန်တော်ကျမမဝတ္တုမဟာသွေးရဲ့အမြင်ကိုစကားလေးတစ်ခွန်းနဲ့လိုရင်းတို့ရှင်းပြောမယ်။ ကြောက်တက်လို့လွဲတယ်ရဲတဲ့သူမင်းဖြစ်တယ်ကြောက်တက်ရင်လွဲတယ်ရဲတဲ့သူမင်းဖြစ်တယ်ခမားတို့ကြောက်လို့ဝင်ပြီးတော့မပြိုင်တဲ့တွဲခမားတို့လွဲသွားတယ်သူတို့တတိစီလို့သူတို့ဝင်ပြိုင်တာဒီစကိုင်းနိုင်ဒေတာကြီးအခုလက်ရှိရင်းမဲ့ပင်စားလင်းကြီးလို့ပုံစံမျိုးကဏီလို့ပုံစံမျိုးဟုံးမလင်းမင်းကင်းစစ်မဲ့ဖြစ်ွားတဲ့ဒေတာတွေ ဒီဒေသတွေမှာတက်မတော်ကရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာပြီးသွားပြီဘေးပါတီဝင်မပြိုင်ရပါဘူးလို့ကန့်သတ်မှတ်ထားဘူးခင်ဗျားတို့တတိရှိရင်ဝင်ပြိုင်လို့ရတယ်ခင်ဗျားတို့တတိမရှိလို့ကြောက်လို့ခင်ဗျားတို့လွဲသွားတယ်သူတို့တွေတတိရှိလို့ရဲတဲ့သူမင်းဖြစ်တယ်ဒီအတွက်ဘာမှ ထူး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 တွေပြောနေကြမလို့ဘဲပါတီကဝင်ပြီးတော့ရွေးချယ်မခံရဘူးဆိုပြီးတတ်မှတ်ထားတာမရှိဘူးတနိုင်ငံလုံးမှာဝင်ရောက်ရွေးချယ်ခံမဲ့ပါတီတွေအများကြီးရှိတယ်ခင်ဗျားတို့တက်တည်ရှိရင်ဝင်ရွေးခင်ဗျားတို့တက်တည်မရှိလို့ကြောက်လို့လွဲတယ်ဒီခိုင်ဖြိုးကတက်တည်ရှိလို့ဝင်ရွေးချယ်ခံတယ်ကြောက်ရင်လွဲမယ်ခြေတဲ့သူမင်းဖြစ်တယ်နော်အာဆိုတော့ဒီတနင်္လာရေးဖြူဆိုတာကလက်ရှိနောက်နေဆက်တဲ့နိုင်ငံရေးအခင်းကျင်းမှာပထမဆုံးတော့ဆန္ဒပြမှုတွေဖြစ်တဲ့ဒေသ ်ပထမဆုံးတော့အကြမ်းဖက်မှုဖြစ်တဲ့ဒေသဒီလိုနေရာမျိုးမှာဘဲပါဒီမဝင်ပြီးတော့အသက်အန္တရာယ်ကိုကြောက်လို့စီးစိမ်ဥစ္စာတွေပျက်စီးခံရမှာကြောက်လို့မပြရရတဲ့အတွက်ကြောက်တဲ့လူတွေလွယ်တယ်ရဲတဲ့ပြည်ခိုင်ဖြိုးကမင်းဖြစ်တယ်ဒါကြောင့်မို့ကျွန်မပြည်ခိုင်ဖြိုးကိုအားပေးတယ်ပါတီနေနဲ့ဆိုရင်တော့ပြည်ခိုင်ဖြိုးကိုမဲ့ပေးတယ်သဘောကျတယ်အားပေးတယ်လူပုဂ္ဂိုလ်အနေနဲ့ဆိုရင်တော့ကုတ္တေတာမှာဝင်ရောက်ရွေးချယ်ခံမဲ့လူကဘယ်လိုလူမျိုးလဲဆိုတာကိုကြည့်ရမယ် ကိုကပြည်ခိုင်ပြိုးပါတီကိုကြိုက်လင်ကစားကိုတေတာမှာဝင်ရောက်ရွေးချယ်ခံတဲ့လူကမိမိဒေတာဖွံ့ဖြိုးရေးမှာမပါဝင်ခဲ့ဘူးဆိုရင်မဲမပေးပါနဲ့။နောက်ဆိုတော့လက်ရှိအချိန်မှာဟာကျမမိတ်ဆွေတွေနဲ့နိုင်ငံရေးဆွေးနွေးပြတဲ့အခါအเจ้าညာနှစ်ခုတွေ့ရတယ်။တချို့သောမိတ်ဆွေတွေကညို့ပေါင်းဆိုရဖြစ်စေကြတယ်။ကျမလုံးဝညို့ပေါင်းဆိုရမဖြစ်စေကြပါဘူး။နော် အနိုင်ငယ်ဆွေးနွေးတဲ့အခါမှာလေကျမမိတ်ဆွေတွေနဲ့ကျမနဲ့အမြဲတမ်းသဘောထားကွဲလွဲကြတာဟုတ်အရင်ဆက်ဆက်တဲ့ကနောက်ဟိုးရင်ဆက်ဆက်ဆို2020ရွေးကောက်ပွဲပြီးတဲ့ကဒီရွေးကောက်ပွဲကပြတ်သွားပြီလို့ပြောခဲ့တာကျမတမရော်ကအာနာထိမ့်ပြီးတော့အာနာသိမ့်တာမဟုတ်ဘူးနော်တမရော်ကအာနာထိမ့်ပြီးတော့ဖွဲ့စည်းပုံချေကဥပဒေပုံမှန်၄တက်ခွန်၄တက်ရှာအာနာထိမ့်ပြီးတချောက်ကရွေးကောက်ပွဲပြန်ကျင်းပပေးလိမ့်မယ်လို့အဲ့ဒီချိန်ထဲက2020ရွေးကောက်ပွဲပြီးပြီးချင်းနှစ်ရက်အလိုတွေက ရွေးကောက်ပဲပြီးပြီးချင်းနှစ်ရက်မှာရဲကျွန်မပြောခဲ့တယ်။နောက်အဲ့ဒီလိုမျိုးနိုင်ငံရေးရည်ဆွေးနွေးတဲ့အခါမှာကျွန်မမိတ်ဆွေတွေနဲ့ကျွန်မလည်းအရင်သဘောထားကွဲလဲပြီးတော့တချို့မိတ်ဆွေတွေတော့မခေါ်နိုင်မပြောနိုင်ဖြစ်သွားကြတဲ့လူတွေအများကြီးရှိတယ်။ယခုလက်ရှိနိုင်ငံရေးအခင်းကျင်းအခုလာမယ့်ရွေးကောက်ပွဲကိုဆွေးနွေးတဲ့အခါမှာလည်းကျွန်မကညွန့်ပေါင်းဆိုးရမဖြစ်စေချင်ဘူးလို့ပြောတဲ့အခါတချို့မိတ်ဆွေကနေရန်သူဖြစ်သွားကြတဲ့လူတွေရှိတယ်။နော်ကျွန်တော်နိုင်ငံရေးရသဘောထားကွဲလဲမှုဖြစ်တဲ့အတွက်ကျွန်မဝမ်းမနွေဘူး။ဘာကြောင့်လဲ သာမန်2010လို့2015လို့ရွေးကောက်ပွဲကာလမျိုးဆိုလို့ရှိရင်တိုင်းပြည်မှာအချိန်နေတည်ငြိမ်အေးချမ်းတဲ့နေရာဒေသအချိန်ခါမျိုးဆိုရင်ညို့ပေါင်းအစိုးရဖွဲ့တင်ပေမဲ့အခုလိုမျိုးစိတ်ရပြိပက္ခရဖြစ်နေတဲ့အချိန်မှာညို့ပေါင်းလှုပ်လိုက်လို့ရှိရင် NCA ဆယ်နှစ်ပြည့်တယ်လို့ပဲနော် NCA ထိုးတာက10နှစ်ပြည့်သွားတယ်ဆွေးနွေးပွဲလာလိုက်ညင်းခုန်လိုက်ပြန်သွားကြလိုက်နောက်တစ်နှစ်နောက်တစ်နှစ်လာလိုက် ငင်းခုံလိုက်ဆွေးနေလိုက်ပြန်သွားချလိုက်နဲ့ခီးကရှေ့ကိုမရောက်ဘူး NCA သား10နှစ်ပြည့်သွားတယ် Federal နဲ့ Democracy ကိုအဲ Democracy နဲ့ Federal စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကြီးတည်ဆောက်မယ်ဆိုရင်အဲ့စကားတစ်ခုမှလည်းရက်တန်နေတယ်လူတွေအကုန်လုံးကကိုလိုရာကိုဆွဲကြတယ်ကိုကိုကိုမှန်တယ်ထင်ကြတယ်ဒါကြောင့်မလို့လူတလောက်ခီးမပေါ့ဘူးခီးမတွင်ဘူးဒါကြောင့်မလို့ဒီအချိန်မှာညှို့ပေါအစိုးရအလိုမရှိဘူးတပါတီတဲကဥဆောင်ပြီးတော့တပါတီတဲကရှေ့ဆက်မဲ့အဲ့ဒီပါတီကိုထိန်းချောင်းနိုင်မဲ့အတိုက်ခံပါတီရှိရင်ရပြီ။ ညုံပေါင်းဆိုးရဖွဲ့လိုက်လို့ရှိရင်ကျိတ်တွေပေါက်ခရီးတွင်မှာမဟုတ်ဘူးညုံပေါင်းဆိုးရဖြစ်ချင်တယ်ဆိုရင်တော့အခု2025ရွေးကောက်ပွဲကနေနောက်ထပ်တတိယအကြိမ်လွှတ်တော်တက်တန်းရဲ့အလွန်ကြမှာတိုင်းပြည်အင်းကြီးအေးချမ်းသွားတဲ့အချိန်ကြမှာညုံပေါင်းဆိုးရဖွဲ့တင်ပါတယ်နော်ဆိုတော့မနေ့ကတော့နိုင်ငံရေးစကားဝိုင်းမှာကျွန်မမေးရွှေတီတော်တော်များများနဲ့ကျွန်မသဘောထားကွဲလွဲပြီးသွားပြီအခု line မှာတင်လိုက်တယ်ဘယ်လိုမျိုးသဘောထားကွဲလဲမလဲကျွန်မစောင့်ကြည့်ပါမယ် ိုင်ငင်းကြီးဆိုတော့ကိုမှတ်နေထင်တာကိုလက်ခံယုံကြည်ကြတာဖြစ်တဲ့အတွက်လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ်။နောက်ထပ်တစ်ခုကကျမကလေအဒီလွှတ်တော်အမတ်ဒီလွှတ်တော်ထဲမှာဗျံပဓာတွေပြောကြတယ်။ရွေးကောက်ပွဲမဲဆွဲစီယုံစဉ်ကာလာတို့ကကျွန်တော်တို့ကဘာတွေလုပ်ပေးပါမယ်ညာတွေလုပ်ပါမယ်တီးသူကိုဂရီးကူတီးပေးပြီးတော့နော်ခတိမတီးတဲ့အမတ်တွေကိုထိန်းချောင်းနိုင်ဖို့အတွက် right to recall ပေါ့အပြန်လဲထိန်းချောင်းကျုပ်တွေလိုအပ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်မအထက်ကထက်ကထက်ကပြောခဲ့ဘူးတယ် လက်ရှိချိန်မှာတော့ကျမတို့မြေပြင်မှာရောအခုလို online မှာရောနိုင်ငံအရေးတွေဆွေးနွေးပြောဆိုကြတဲ့လူတွေအများကြီးရှိတယ်။အဲ့ဒီအထက်ထဲမှာအခုလွှတ်တော်မတ်တွေကိုထိန်းချုပ်မှု right to recall နဲ့ပတ်သက်လို့နော်လွှတ်တော်မတ်တွေပြည်သူကို ပေးထားတဲ့ကတိမတည်ရင်လွှတ်တော်တွေကပြိုင်ပြီးထုတ်နိုင်တဲ့ဥပဒေတည်ပြုဖို့ပြဋ္ဌာန်းဖို့အကြောင်းအရာနဲ့ပတ်သက်လို့ဒီဇိုင်းမတ်မတ်ပြောခဲ့တာကျမမကုတုမဟာတို့တယောက်တည်းပဲရှိရဲ့။ ဒါပေမဲ့အခုနောက်25ရွေးကောက်ပွဲကာလမှာအခုနောက်25ရွေးကောက်ပွဲပြီလို့တတိယအကြိမ်လွှတ်တော်ပေါ်လာတဲ့အခါမှာအဲ့ဒီလိုမျိုးเนาะတီးချင်းမပြည့်တဲ့လွှတ်တော်မတ်တီလွှတ်တော်တီးသူခရီးကူတွေပြီးပြီးတော့မတီးတဲ့လွှတ်တော်မတ်တီကိုပြန်ပြီးထိန်းချောင်းဖို့ right to we go ဥပဒေကိုအသက်သွင်းသင့်လားလို့မေးရင်အချိန်၄ချိန်ကတော့မဟုတ်သေးဘူးလို့ကျွန်မရှုံးမြင်တယ်။ထပ်ပြီးပြောမယ်နော်။ လွတ်တော်မယ်တွေကိုထိန်းချောင်းနိုင်ဖို့အတွက် right to recall ဆိုတဲ့ဥပဒေကိုအတိအပြပြဋ္ဌာန်းပေးဖို့တစ်ချိန်လုံး design အမှတ်မဲ့ပြောခဲ့တာကျမ။နော်နေရီကိုခေါ်ပြောပွဲတွေသွားတဲ့အခါလဲကျမပြောပြတဲ့လူကြီးတွေနဲ့တွေ့ဆုံဆွေးနွေးတဲ့အခါမှာလည်းပြောပြတဲ့အခုလိုမျိုးလူမှုကွန်ရက်မှာအများသူငါကို ပြန်ပြီး share လုပ်တဲ့အခါမှာလည်းကျမပြောပြတဲ့မြန်မာလက်ရှိကျမတို့နိုင်ငံမှာပြည်တွင်းမှာပြည်ပမှာနော်နိုင်ငံရေးနဲ့ပတ်သက်လို့စီးရင်နဲ့ပတ်သက်လို့ဆွေးနွေးတင်ပြတဲ့လူတွေအများကြီးရှိတယ်။အဲ့ဒီထဲထဲမှာဒီเจ้าရာနဲ့ပတ်သက်လို့ design အမှတ်မဲ့ပြောခဲ့တာကျမတက်ရောက်သေးပဲရှိရဲ့။ဒါကဂုံးစာရမဟုတ်ဘူးကိုကြီးတွေ့ တာမဟုတ်ဘူးကျမအရင်ကအဲ့ဒီလိုပြောခဲ့ပေမဲ့အခုအချိန်မှာဒီ right to recall ဥပဒေကိုပြဋ္ဌာန်းဖို့မလိုအပ်သေးဘူးအချိန်ကာလမကျသေးဘူးလို့ဆိုလိုချင်တာဘာလို့လဲရွေးကောက်ပွဲကနော်ဒီမှာစစ်မီးတွေတောက်လောင်နေတဲ့စစ်တလင်းပြင်ကြားထဲမှာခက်ခက်ခဲခဲနဲ့ကျင်းပရတဲ့ရွေးကောက်ပွဲစစ်မီးတွေတဟုံးဟုံးတောက်နေတဲ့စစ်တလင်းပြင်မှာနော်ရွေးကောက်ပွဲကနေလှက်တော်ဆိုတဲ့ပန်းကလေးတစ်ပွဲခက်ခက်ခဲခဲပွင့်ရတာ ရန်တံပုံရန်တံဘုံတန်ကြီးစန်းနေရန်ဝေးကြီးကြားကစစ်တလဲပြင်မှာလွတ်တော်ဆိုတဲ့ပန်းကလေးကအခက်ခဲခက်ခဲပွင့်ရတာအဲ့ဒီပန်းလေးကိုကိုကတော့စေတနာနဲ့ဒီပန်းလေးကိုရေလောင်းပေါင်းတဲ့ဓမ္မီဩတာချွေးလိုက်ပေမဲ့တရာလွန်သွားလို့ရေလောင်းတာများသွားရင်အဲ့ဒီပန်းကတေသွားတက်တယ်နောက်ခမရောအိမ်မှာဗန်းနေပြိုးတဲ့အခါကြည်ပါတမ်းမီဩဇာရဲ့အကျွေးလွန်ရင်လည်းပဲဒီသစ်ပင်လေးကမရှင်းတဲ့မကြီးထွားပဲနဲ့တည်သွားတတ်ပါတယ် နော်ဆိုတော့ဒီမှုန်တိုင်းကြမှာစစ်တလင်းပြည်ကြမှာခက်ခက်ခက်ကျင်းပါတဲ့ရွေးကောက်ပွဲကိုအဲ့ဒီလွှတ်တော်အမတ်တွေကို right to we go ဆိုရိုင်းနဲ့ချက်ချင်းထိန်းချောင်းလိုက်လို့ရှိရင်ကျမတို့ကတော့စေတနာနဲ့ဒီတစ်ပင်လေးဒီပန်းပွင့်လေးကိုလှပအောင်ရေလောင်းပေါင်းတင်ပြီးရောတက်မီဩစာကျွေးပေမဲ့အဲ့ဒီကြမ်းတမ်းမှုခံကိုသူတို့မခံနိုင်တဲ့အခါမှာ ျက်စီးသွားနိုင်နေ။ဒါကြောင့်မို့လို့တကယ်လို့ဒီ right to recall လွှတ်တော်မဲ့တွေကိုထိန်းချောင်းတဲ့ဥပဒေလုံးချင်တဲ့ဆိုရင်တော့အ ਨੇ ဆုံးလွှတ်တော်တက်တန်းတဝက်ကျိုးတဲ့အချိန်ကမှ ပြဋ္ဌာန်းသင့်ပါတယ်။အခု2025 26ဆိုရင်29 28 2028အကုန်2029ဒီလိုနှစ်နှစ်ကျော်၃နှစ်လွှတ်တော်တက်တန်းနှစ်နှစ်ကျော်၃နှစ်ကြာက ပြီးမြင့်တဲ့ကြာပြီးတဲ့အချိန်မှသာနော်ဒီနှစ်နှစ်ကျော်သုံးနှစ်တွင်မှာပဲအမတ်တွေကဘလို့ပြည်သူကိုပေးခဲ့တဲ့ဂရိကိုတွေကိုဘလို့တည်နိုင်တဲ့ဘလို့အရေးချင်းရှိစေလဲဆိုတာစမ်းစစ်ပြီးတော့သာဒီဥပဒေကိုပြဋ္ဌာန်းသင့်ပါတယ်လွတ်တော်ကြီးဆဆချင်းမှာဒီဥပဒေကိုပြဋ္ဌာန်းခြင်းဟာအမြင့်ကိုရိုက်ချိုးအမြင့်ကိုချိုးပြီးတော့အညွန့်ကိုချိုးတာနဲ့အတူတူပါပဲ